ီလူဆိုရင်ဒါပြောမယ်ဆိုရင်ဒါနော်အာမင်းသားမင်းသမီးတွေအ ਨੇ ဆုံး celebrity တွေအဲအ ਨੇ ဆုံး၁၀ရောက်အောက်20လောက်နဲ့အူစီဘုံပေါင်းနေတယ်ပေါ့နော်အဲ့လိုဖြစ်ချင်တာပေါ့နော်အဖီလင်ပေါ့အဲ့လိုစီစီကားဖြစ်ချင်တာပေါ့အခုစီစီကားကကျွန်တော်ကြည့်နေရုပ်ရှင်ထဲကလူဘယ်နှယောက်ပါလဲဆိုတော့ကျွန်တော်တယောက်မှမတွေ့ရောကိုညီတယောက်ပဲဖြစ်ဖြစ်ကိုတူတယောက်ပဲဖြစ်ဖြစ်ရေးကြည့်ရတဲ့အခါကျရင်အဲ့လိုပေါ့ဒီတဲ့စီစီကားဖြစ်စေချင်တာပါဗျာအာဟိုစီမိုးစီမိုးစီမိုးတိုင်းမှာကျွန်တော်ပြောတော့တခုမှမဟုတ်ပါဘူးဒါကတို့ရဲ့ကိစ္စကျွန်တော်လည်းတော့မဆိုင်ကျွန်တော်တော့ဖြစ်စေချင်တယ်တော့ ဒါဒီလိုကလေးကိုဟိုကျွန်တော်ကုလူကျော်တို့နောက်တခြားစပိုးဆက်ရန်တို့အဲကုတီဟားနဲ့ကားရိုက်ပြုတဲ့သူတွေဟုတ်မလားနေသုံးပါဗျာမင်းကုလူကျော်တဲ့ဘယ်နှယောက်လာတယ်စပိုးတဲ့ဘယ်နှယောက်လာတယ်အဲနေမကြီးမင်းသားကြီးဘယ်နှယောက်လာတယ်အဲ့လိုအနေဆုံးလေးပေါ့နော်ဟိုကနားဟိုအလွာတစ်ခုစီမှာအနေလုံးအနေဆုံး9ယောက်လောက်လာရင်ကျင်းတတ်ပါကိုယ်တော့တရားမလို့ရတော့ဒါဒါကပါလေကောင်းပါလေဘာလို့ဆိုသူ့အတွက်ဒါစိတ် mindset တခုသူရတာပေါ့ဟုတ်လားမလားဒါကြီးကိုကျွန်တော်သင်ခန်းမှုကြီးတော့ဒေါက်တာထွက်လို့လည်းမရအောင်လေအော်အဲ့မှာတရားရတာပေါ့တရားက၁၇ရက်မပြည့်ခင်တရားဒီဒီမနေ့ပါလေကျွန်တော်တရားရတာပါလူဆိုတော့တစ်ခါကြံ့လေဟိုအချိန်ဟွာကြီးတဲ့လူကိုယုံကြည်မှုများတယ်အချိန်ဟွာနေတဲ့သူအချိန်ဟွာဆိုမိုးဆက်မင်းမမင်းဘလောက်မင်းမိုးပြန်အောင်တော်နေပါစေမင်းစောက်ဆက်မရှိရင်မင်းဘယ်သူမှစောက်ဖက်မလုပ်ဒါပဲဘလောက်ပဲပြောပြောအချိန်ဟွာရှိတဲ့လူကရဲ့စကားပူနာဝင် ဒါကြောင့်အလိုပေါ့ကိုယ်ပဲဘလောက်ပြောပြောကိုတွေအတောင်ဝိုင်းမှာလဲဆက်နိုင်တည်အောင်မဟုတ်ဘူးကျွန်တော်နဲ့ပတ်သက်တဲ့အဲကျွန်တော်ဟိုနော်ကျွန်တော်ခေါ်သုံးနေကျွန်တော်တပည့်လေးတွေလေကိုယ်ဘလောက်ပဲပြောပြောပြောတာပဲရှိရတယ်ဟောအိမ်ငါးဘွားတဲ့သူတော်အစီအမံပြေးတာငါတို့စောက်စရာကြီးလာလုံနေဆိုတဲ့ဟာပေါ့ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအဲကျွန်တော်တို့အဖွဲ့လေးကချစ်ဖို့ကောင်းပါလေအဲဒီဒီမှဆိုရင်ဦးမျိုးတငယ်ချင်းတယောက်က chef ပါတယ်လေအဲသူချက်စီထင်နေဆိုတော့အဲ तू ကတကယ်နဲ့မကြီး chef အဲလို့ ဝင်ရပြီလေဆိုရတာပါရမီဖြည့်တာပေါ့ဗျာဟုတ်လားမလားဟိုကျွန်တော်တို့ကတော့ကုတီဟာလုံးနဲ့လည်းငယ်ပေါင်းမဟုတ်ခဲ့ဘူးဆက်နေလုံးနဲ့လည်းဒါငယ်တော့တွေးခဲ့သူတွေလည်းမဟုတ်ဘူးဆိုပေမဲ့လည်းအချိုးအချောင်းတရားတိုက်ဆင်လာတဲ့ခါကျတော့လေအဲဟိုရောက်ဖြစ်လာတာပေါ့နော်ရောက်ဖြစ်လာတယ်ဟိုတီးခဲ့တဲ့အချိန်တော့အလိုကျွန်တော်တို့ဖရိုက်တာငငလေးဘေးအလူခန္ဓာတို့နောက်ပြီးတော့အလိုဇက်ကားလေးတွေအတူရိုက်တာတို့ MTB ကတော့ကျွန်တော်မှတ်မှတ်ရရ ပထမအောင်ဆုံးသူကျွန်တော်တို့လင်မြန်းနေအောင်ခွဲရတယ်တမီလေးနဲ့အဲ့ဒါလေးကတော့အမှတ်တရပဲအဲဒါပီတိပေါ့ဗျာဟုတ်ရောမလားကျွန်တော်တကူတော့ခံစားမိရဗျာဘာလဲဆိုတော့လူတူးတယောက်ကသူမိဖွားလာတဲ့အတိုင်းဝိုင်းအတိုင်းဝိုင်းမှာသူ့ကိုပြုစုပြူထောင်တဲ့နေရာမှာအရင်ချစ်လွမ်းကြည့်လဲအလိုလိုက်တာများလည်းမကောင်းအဲ့ဒီတိုင်းတာမှာသူအရွယ်နဲ့မများတဲ့ temptation တွေပေါ့နော်အစုံပေါ့ဒါကျွန်တော်လွန်ခဲ့တဲ့ ကိုတိရမဆုံးခင်ကဂျုံကနေပြဿနာရင်းနဲ့သွားပြီးအစဖုံနေမကောင်းအဲ့အချိန်မှာ तू ကအဲ့တော့အသက်20မပြည့်သေးဘူးအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့အသက်20ဆိုပါစို့ကျွန်တော်တို့78 90ဝန်းကျင်နဲ့အဲ့တော့ तू 78 90အသက်20ဝန်းကျင်နဲ့ရှင်လိုက်မယ်ဆိုတော့မှကျွန်တော်တို့ကငငယ်လေးတွေကဆယ်တန်းအောင်မိကတည်းကကိုယ့်အကုန်ပြန်မှ struggle လုပ်နေတာလေ तू ကကြောက်အဲ့လိုငငယ်လေးတွေက struggle လုပ်ကြတာမဟုတ်ဘူးဟိုဖူးဖူးမုတ်ခံထားရတယ်ဆိုတော့ဟိုတောင်းတယောက်ရဲ့ mindset တွေကမတူဘူးအဲ့တော့လူတွေကမှတ်ထား ကောင်းလိုက်ဘုရောမချင်းဘောဆယ်ကကောင်းရင်မချင်းဘောတခါလေးမှတသက်လုံးပြောလို့မစိုးဘူးအဲ့ဒါလူတဘာဝပဲဒါပေမဲ့အဲ့ဒါအရင်နဲ့မမြအောင်ခံလန်ခံစားရတဲ့ feeling ကအဲကျွန်တော်တို့ဘေးကနေပြီးတော့ဟိုကျေးဇူးရှိရှိမရှိရှိပြောပြရမယ်ဂိုက်လုပ်ပြရမယ်ဆိုတော့လူတိုင်းမှာတောင်းပါရှိတယ်ကျွန်တော်ဆိုအစဲခံပြီးတော့အစဲခံပြီးတော့ပြောတယ်ဟောင်မင်းအဲ့လိုပြောတော့ဟောင်မင်း view တက်တိတ်မောပြောတော့အာတွားပြန်ပြီးဂူဂျုံရိုးပြောလိုက်ပြီးအဲ့တော့စမ်းကြည့်မယ်ဆိုသူ့မှာ break မရှိဘူး ရမရှိဆိုတော့စမ်းသပ်ကြည့်လိုက်မှဆိုရင် तू လွေးဖွားကြီးပြင်းလာတဲ့သူ့အနေထားကအဲ့လိုပေါ့တော့ဒီ mental လို့တော့ပေါ့နော်အဲ့ mental လုံနိုင်မဲ့အတိုင်းအတာလေးလိုတဲ့ခါကျတော့အဲ့အတိအက control မရှိတဲ့ခါကျတော့ဒီလိုဒီလိုလေးတွေဖြစ်တာဒါပေမဲ့အဲ့ control ကလည်းကျွန်တော်တို့ကလည်းဆရာကြီးလို့ပြီးတော့ဝင်ပြောတဲ့သူတွေမျိုးသူ့အဆုံးမလာသူကျွန်တော်တောက်လာလည်းမဟုတ်အများကြီးပါပဲသူကလည်းအဲ့လောက်စိုးစိုးသွားသွားလေးလည်းမပါဘူးအဲဒါပေမဲ့ဘာကြီးကြီးလဲဆိုတော့အာအဲ့လိုအချို့ကိစ္စတွေမှာအဲ့လိုပေါ့အကူအညီတလူတွေမြောက်ပေးတဲ့ဟာတွေတွေ့ရတယ်ပေါ့နော် ကျွန်တော်လည်းနေရာတကာပြောရလဲမကောင်းတော့လေအဲ့တော့ဆောင်းရရှောင်းလေးတွေပြောပြတယ်အမုန်းခံပြီးပြောပြတယ်အခါကျရင်ဟိုကျွန်တော်လည်းအဲ့တော့အောက်ကွာမင်းအဲ့လောက်တော့မဖြစ်ရဲဆိုဟိုကိုလည်းလူသားတယောက်ပဲလေခံစားချက်ရှိတဲ့ခါကျတော့မင်းအဲ့လောက်တော့မသိရမလားဆိုတော့ဥရားပြီးတော့ဖြစ်တာရှိတယ်လို့လူဆိုတာအခါကျန်လေဟိုအချိန်ဟွာကြီးတဲ့လူကိုယုံကြည်မှုများတယ်အချိန်ဟွာနေတဲ့သူအချိန်ဟွာဆိုမိုးဆက်မင်းမင်းဘလောက်မင်းမိုးပြန်အောင်တော်နေပါစေမင်းစောက်ဆက်မရှိရင်မင်းဘယ်သူမှစောက်ဖက်မလို့ဒါပဲဘလောက်ပဲပြောပြော အချိန်ဝါရှိတဲ့လူကရဲ့စကားပူနာဝင်ဒါကြောင့်အလိုကိုပဲဘလောက်ပြောပြောကိုတွေအတန်ဝိုင်းမှာလဲဆက်နိုင်တည်အောင်မဟုတ်ဘူးကျွန်တော်နဲ့ပတ်သက်တဲ့အဲကျွန်တော်ဟိုနော်ကျွန်တော်ခေါ်တုံးနေကျွန်တော်တပည့်လေးတွေလေကိုကဘလောက်ပဲပြောပြောပြောတာပဲရှိရလေဟောအင်ငါဘွားတဲ့သူတော်အစီအမံပြေတာငါတို့စောက်စရာကြီးလာလုံနေဆိုတဲ့ဟာပေါ့အဲ့လိုပြောမှဆိုကျွန်တော်ခင်တော့ဆိုလေဒါရိုက်တာတွေဇက်ညွန့်တွေကျွန်တော်တို့တဲ့အများကြီးဟိုတို့ဆိုအစီအမံပြေတယ်အဲ့လိုဟာတွေ့ရတယ် ဒါပေမဲ့သူတို့စကားကိုကျွန်တော်အရင်ပို့ဘူးတော့လေ။အော်ငါဆရာတွေငါထိုက်တာတွေငါစံညွှန်းရေးဆရာတွေအဲသူတို့အဆင်မပြေဆိုပို့ဘူးလို့သူတို့သူရဲ့သူတို့ရဲ့ဒီဟိုအဆင်မပြေဘူးဆင်းရဲတော့မဟုတ်ဘူးကြည့်ပြီးတော့ကိုယ်ကပို့ပြီးတော့ဂိူနာတက်ပြီးတော့သူတို့စကားပို့ပြီးတော့ကျွန်တော်ပို့လေးစားတယ်။အခုခေတ်ကရောင်းပြန်တယ်။ရောင်းပြန်ဖြစ်တယ်။နောက်ဆိုပါစို့ဟိုကားရပြီဆိုရင်ကျွန်တော်ခေတ်တော့ဆိုရင် right time ဒီဘက်ခေတ်မှာအတိတ်မတွေ့ရဘူး။အဲအကြောင်းမျိုးမျိုးပြတယ်။အဲပြီးတော့အမင်း မင်းမအားဘူးမင်းနေမကောင်းဘူးတခုဆိုရင် ကြုံပြောလေအာကြုံပြောကြုံမေ့သွားလို့အဲ့လိုပေါ့ကျွန်တော်ခင်ဗျာအားကိုးစရာ social platform မရှိတော့ download တရားရခိုင်လို့စိတ်နစ်ပြီးတော့ကျွန်တော်ဆိုတနေ့ပတ်လုံးဖះကြောင်တော့မတက်ဖြစ်တဲ့ဟာတော်ရှိတယ်ဘာသာရေးတော့ကျွန်တော်အလောက်ထိလိလူရှုခဲ့ရတယ်ဒါကိုယ့်ရဲ့အဲအောင်မြင်တဲ့အတ္တစိတ်ကိုရှင်းတဲ့တဲ့အချိန်ဒီခုခေတ်မှာအဲ့ဒါလုံးဝမရှိဘူးမရှိသလောက်တော့ရှားရပြီလို့ပေါ့ရရမယ်ဆိုရင်အားမဟုတ် live လို့မပြီးသေးတဲ့အားနဲ့ဖုန်းနဲ့ပြောနေတာအဲ့လိုပေါ့တိတော့ဆိုအဲ့တိတော့ဆိုအဲ့လိုဟာတွေးတဲ့ခါကျတော့တို့ကျွန်တော်အပြည့်ပြောတာမဟုတ်ဘူးလူတွေရဲ့ ဒီအလုပ်တစ်ခုကို concentration အားလုံးစုစမ်းမှုကနေလာဒါခစ်တခစ်ရဲ့အဲ့ဘူးသူမအပြစ်မတင်ဘူးခစ်ကဒီအချိန်ဒီလိုဖြစ်လာပဲဆိုလို့ဟုတ်မလားသူ့တင်တိထားခဲ့တဲ့ခါကျတော့ပြင်ဆင်လို့ရတယ်ခံနိုင်ရှိတာပေါ့မရှိတော့ကျပေါက်ခွဲတာပေါ့တော်တခါကျရင်လည်းကျွန်တော်လည်းဘလောက်ပဲပြောချင်းကြိုတင်ပြင်ဆင်ပြင်ဆင်ရုတ်တရက်စိတ်လွတ်သွားတဲ့ချိန်တော့ပေါက်ခွဲတာရှိအောင်မြင်သောတဲ့သူတွေကဘာမောင်ရောမြန်မာနိုင်ငံမောင်တို့ရောအရင်တော့ background ရှိလို့လားတို့လည်းအရင် struggle လုပ်ရလူတဲ့ခါကျရင်အောင်မြင်တဲ့ဟာပဲမြင်ကြရတယ် အောင်မြင်မှုနောက်ပွဲကသူတို့တွေဘလို့နော်ဟိုဟိုဘလို့အောက်ကျပြီးတော့ဘလို့ဘဝကိုစုပ်ပြတ်တက်တဲ့ဘဝနဲ့ဘလို့ရုန်းကန်ခဲ့တဲ့ဟာဆိုတာမသိကြဘူးလူတွေကအပေါ်ရန်အောင်မြင်မှုပဲမြင်ကြရတဲ့အတိုင်းအတာမှာအဲ့လိုပဲလူတူးတယောက်အာခုလိုကျွန်တော်တို့ဒါရုပ်ရှင်ဂီတအတိုင်းဝိုင်းဝိုင်းမှာမဟုတ်ပါဘူးဒါအဲ့ပုံစံဒါလူရဲ့စိတ်ပဲဒါယူကျွန်တော်တို့ကဒါတတ်မှတ်စင်ပဲဒီလူဆိုရင်ဒါပြောမယ်ဆိုရင်ဒါနော်အာမင်းသားမင်းသမီးတွေ အနည်းဆုံး celebrity တွေအဲအနည်းဆုံး၁၀ယောက်အယောက်၂၀လောက်နဲ့ဦးစီးဘုံပေါင်းနေတယ်ပေါ့နော်အဲ့လိုဖြစ်ချင်တာပေါ့နော်အဖီလင်ပေါ့ကျွန်တော်လည်း brother jack creator ဆိုပေမဲ့ကျွန်တော်လည်းအဲ့လိုမြန်မာယဉ်ကျေးမှုအရန်သဘောကျကျွန်တော်တော့ပြခဲ့တဲ့ကုလူကျော်အလူမာတော့မှကျွန်တော်မတက်တက်ခေါက်လေးကျွန်တော်ဒါလိုက်ဝင်ကားလိုက်အဲ့လိုပေါ့အဲ့လိုစီစီကားဖြစ်ချင်တာပေါ့အခုစီစီကားကကျွန်တော်ကြည့်နေရုပ်ရှင်တွေကလူဘယ်နှယောက်ပါလဲဆိုတော့ကျွန်တော်တယောက်မှမတွေ့ရအောင်အဲ့စိတ်ဝင်ကောင်းဖြစ်မိတယ်အဲ့တော့ပါလဲဆိုတော့ငါတို့များလာလိုက်ရင်ငါတို့များအစဲခံရမလားဆို ုတ်ကဲ့ဒီနေရာမှာဘောတော့ဟိုသူအဲကိုညီတယောက်ပဲဖြစ်ဖြစ်ကိုတူတယောက်ပဲဖြစ်ဖြစ်ဘယ်ရည်ကြည့်ရတဲ့အခါကျရင်အဲ့လိုပေါ့ဒီတဲ့စီစီကားဖြစ်စေချင်တယ်ပါဗျာအာဟိုစီမိုးစီမိုးစီမိုးတိုင်းဝိုင်းကိုကျွန်တော်ပြောတော့တော့တခုမှမဟုတ်ပါဘူးဒါသူတို့ရဲ့ကိစ္စကျွန်တော်လည်းတော့မဆိုင်ကျွန်တော်တော့ဖြစ်စီချင်တယ်တော့ဒီလိုကလေးကိုဟိုကျွန်တော်ကုလူကျော်တို့နောက်တခြားစပိုးဆက်ရန်တို့အဲကုဒီဟာနဲ့ကားရိုက်ကူတဲ့သူတွေ ဟုတ်မလားလေတော့ဗျာမင်းအခုလူကြောတဲ့ဘယ်နှယောက်လာတယ်စမှုတဲ့ဘယ်နှယောက်လာတယ်အဲနေမကြီးမနက်ပြဘယ်ရောက်လဲအဲ့လိုအနည်းဆုံးလေးပေါ့နော်ဟိုကနဟိုအလွာတစ်ခုစီမှာအနည်းလုံးအနည်းဆုံး9ရောက်လောက်လာရင်ကျင်းရပါတယ်ခုတော့တရားဝင်မတွေ့ရတော့ဒါဒါကပါလေကောင်းပါလေဘာလို့သူ့အတွက်ဒါစိတ် mindset တစ်ခုသူရတာပေါ့ဟုတ်လားမလားဒါကြီးကိုကျွန်တော်တင်ငန်းမှုကြီးတော့တော့ထွက်လို့လည်းမရအောင်လေအော်အဲ့မှာတရားရတာပေါ့တရားက17ရက်မပြည့်ခင် တရားဒီဒီမနေ့ပါတယ်ကျွန်တော်တရားရတာပါ